ဒီတစ်ခါတော့ကျွန်တော်အရင်တစ်ခါလို့အမားမလုံနိုင်တော့ပါဘူးဗျာအရင်တစ်ခါကြည့်မယ်ဆိုရင်ဒီက pre order event မှာကျွန်တော် jam လဲဖို့မိသွားတာဖြစ်ပါတယ် jam နေတော်တော်လေးကိုဆုံးရှုံးလိုက်ပါတယ်လက်ရှိမှာကြည့်မယ်ဆိုရင်လည်း PUBG Mobile ဘက်ကနေလာမဲ့ glitch pin နဲ့ပတ်သက်ပြီးမှ pre order event ထွက်ရှိတာရှိပါတယ်အခုပဲကျွန်တော်ဒီက jam နေလဲပါမယ်ဗျာဒီက glitch pin ကနေကြည့်မယ်ဆိုရင်ကျွန်တော်ကတော့ထွေထူးပေါ်ရဘာမှ use ရမရှိပါဘူးဗျာတကယ်ကြီးလို့လည်းဒီကပေါ်ဗျာ jam နေပါလေးလဲမယ်ဆိုရင် jam အကြီးကိုပေါ်ရတခါတည်းမလဲဖို့ကျွန်တော်အကြံပေးလို့ပါတယ်ဗျာ jam အကြီးကိုပဲတကယ်ကြီးလို့နေအသေးပြောင်းဖို့လိုတာဖြစ်ပါတယ်ဒါမှကျွန်တော်တန်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့လာမဲ့ glitch pin တွက် pre-order event ပေါ်ပြ UC 940ကြာတင်မဲ့နေရာမှာ216 UC နဲ့ပေါ်ပြ10က spin လို့လို့ရမှာဖြစ်ပါတယ်ဒီကောက်နဲ့ကျွန်တော် pre-order လုပ်ထားလိုက်ပါမယ် တငယ်ချင်းတချို့အနေနဲ့မေးတာမျိုးရှိပါတယ်ပရီအော်ဒါလုံးမှအောက်ကဂျမ်မလဲလို့ရတာလားပေါ့ဗျာမဆိုင်ပါဘူးဗျာပရီအော်ဒါမလုပ်ဘူးဆိုရင်လေအောက်ကဂျမ်လဲလို့ရပါတယ်ဗျာလာမက်ဂလစ်ပင်ရဲ့ outfit ကတော့ဒီရဲ့ယောက်ျားလေး outfit ပဲဖြစ်ပါတယ်ကြီးကြီးပါသူရဲ့ grade မှာကြီးရမယ်ဆိုရင်မာမီကောင်ပုံစံထွက်နေတာမျိုးရှိပါတယ်တနက် skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ Victor ပဲဖြစ်ပါတယ်ဒီမှာတငယ်ချင်းတို့ဒီရဲ့ glitz pin နဲ့ပတ်သက်ပြီးမှ item တွေပါတယ်မကြိုက်ဘူးဆိုရင်ပေါ့ဗျာဒီဇင်ဘာလ26ရက်နေ့မှာလာမက်ဂလစ်ပင်မှာကြီးရမယ်ဆိုရင်ရေခဲ car 98လာဖို့ရှိပါတယ်အဲ့အချိန်ကျရင်လည်းကျလာမက်ဂလစ်ပင်ရဲ့ jam နေပေါ့ဗျာအဲ့ကျ car 98ရေခဲရဲ့ပေါ့ဗျာ glitz pin င်ချန်ဖြစ်ကျော်ပြောင်းလို့ရတာမျိုးရှိပါတယ်ဒီလိုပုံစံတကယ်ချင်းတို့စောင်းလို့ရပါတယ်ဗျလက်ရှိပေါ်ရဒီပရီအိုဒါ event အချိန်ကိုကြီးရမယ်ဆိုရင်တော့20ရက်17လအနေ26ရက်17လအထိသွားမှာဖြစ်ပါတယ်ဒီရက် jam တွေကိုလဲဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျ26ရက်နေ့ကနောက်ဆုံးနေ့ပဲဖြစ်ပါတယ်28ရက်နေ့ကြီးမယ်ဆိုရင်တော့ဒီရက် glispin အစ်စ်ကျော်လာမှာပဲဖြစ်ပါတယ်ဗျဒါကြောင့်ပေါ့ဗျာကျွန်တော်တို့လိုပုံစံအရင်တစ်ခါလိုပုံစံပေါ်ရ jam နေပါတယ်မဆုံးရှုံးချင်ဘူးဆိုရင်တော့28ရက်နေ့မတိုင်ခင်ပေါ်ရ25 26ဆိုရင်တော့ဒီရက် jam တွေကိုလဲဖို့ကျွန်တော်အကြံပေးလို့ပါတယ်ဗျနောက်တစ်ခုကတော့လာမယ့် PUBG Mobile ရဲ့ event အနေနဲ့ပတ်သက်ပြီးမှ တစ်ချက်လောက်ပြောကြည့်ချင်အောင်ဗျာ22ရက်နေ့မနေ့ဖြန်မှာကြီးမယ်ဆိုရင် IP collaboration လာမှာဖြစ်ပါတယ်ဒီ IP collab တွေကိုကြီးရမယ်ဆိုရင်ဘယ်သူနဲ့ collaboration လာမလဲပေါ့ဗျာ ဒါနဲ့ပတ်သက်ပြီးမှတော့ PUBG Mobile ဘက်ကနေအရေးအမွက်တွေပါပြီးတာမျိုးမရှိပါဘူး။ပြန်မနေ့ပြန်ကြမှာတခါတည်းတီးရမှာဖြစ်ပါတယ်။22ရက်နေ့မှာချိန်ရမယ်ဆိုရင်တော့ Cyber Week Event လာမှာဖြစ်ပါတယ်။24ရက်နေ့မှာချိန်ရမယ်ဆိုရင်ကျွန်တော်အားလုံးပဲစောင့်မြုံနေကြတယ်။ရွှေရောင်မဲဖုံးအစ်စ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ပေါ့ဗျာ AR Gun တို့ SMG တို့ဘာလို့တွေးမြင်ရမှာမဟုတ်ပါဘူးဗျာ။ Sniper Rifle M24 ပေါ့ဗျာဒီ skin ကိုတွေးရမှာဖြစ်ပါတယ်။တကယ်ချင်းတော့ဒီ skin နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာ။ Sniper တွေဘာတွေကင်ဖြစ်လားမကင်ဖြစ်ဘူးလား။အဓိကအဖြစ်ဒီရဲ့ M24 ပေါ့ဗျာ။နောက်တစ်ခုကဖောက်ဖို့အစီအစဉ်ရှိလားမရှိဘူးလား။ comment မှာမျှဝေပေး ေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျာနောက်တစ်ခု29ရက်နေ့မှာကြည့်ရမယ်ဆိုရင်တော့လက်ရှိ pre-order တင်လိုက်တဲ့ glisspin လာမှာပဲဖြစ်ပါတယ်ဗျာ okay ဒါဆိုသတင်းချင်းအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးရတော့ဒီလောက်ပါပဲဗျာသတင်းချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့သတင်းချင်းအားလုံးလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျာ